ီဒီယိုတင်ပတ်စံရပါတယ်ဆိုရဲဂျပန်တတော်အောက်ဖွင့်နေ요သူများပတ်စံပေးစရာမလိုဘဲနဲ့ကိုကိုယ်တိုင်ဖွင့်တဲ့ကျင်ဒီဗီဒီယိုလေးမှလည်းကြည့်လိုက်မိနစ်ပိုင်းအတွင်းနဲ့တတော်အောက်တစ်ခုရတယ်လိုက်ကြည့်ပြီးတော့ဖွင့်လိုက်တော့ပြီးရင်ကိုယ်တိုင်ပတ်စံရှာလိုက်တော့ကျွန်တော်တို့ဂျပန်တတော်အောက်ဖွင့်မယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ဒီ Chrome software နဲ့ဖွင့်ရမှာဖြစ်ပါတယ်ပြီးမှ Twitter software နဲ့ဝင်ပြီးတော့ login လုပ်မှာဖြစ်ပါတယ်အဲအရင်ဆုံးကျွန်တော်တို့ကအဲ့ဒါလေးမဖွင့်ခင်ဒီ Chrome နဲ့ Twitter ကိုကျွန်တော်တို့က ရှင်းပြရမှာဖြစ်ပါလိမ့် Chrome ဖိထားလိုက်ပါပြီးရင်ပေါ့ add info ဆိုတဲ့အပုံစံဝိုင်းရဲဝင်မယ် story and cache တဲဝင်မယ်ပြီးရင်ဒီမှာ clear cache ဆိုတာနှိပ်မယ်ပြီးရင် clear story ဆိုတာနှိပ်ပြီးတော့ clear all data ဖြတ်ပြီးလိုက်မယ်နော် okay အဲ့လိုဖြတ်ပြီးလိုက်ပါမယ်ဒါဆိုရင်ရပါပြီနော်ကဲနောက်ပြီးရင်ကျွန်တော် TikTok software လည်းအဲ့လိုပဲဖိထားလိုက်မယ်အပုံစံအဝိုင်းလေးတဲဝင်မယ်ပြီးရင် story and cache ဆိုတဲ့ထဲဝင်ပါမယ်မ clear cache ကတော့မရှိတော့ပါဘူးနော်ဒီမှာ clear story ဒါနှစ်ခုလုံးရှင်းပြရမှာဖြစ်ပါတယ်။ Okay နှစ်ခုလုံးရှင်းပြလိုက်ဆိုလို့ရှိရင်ကျွန်တော်တို့အပြင်ပြထွက်လိုက်ပါ။အဲ့လိုရှင်းပြလိုက်ဆိုလို့ရှိရင်ကျွန်တော်တို့က VPN ဖွင့်ရပါမယ်။ကျွန်တော်ဂျမ်ဂျမ် VPN လေးတုံးပါတယ်။အဲဒီ VPN VPN လေးကိုကျွန်တော်တို့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဖွင့်ထားပြီးသားဖြစ်တယ်နော်။အဲပြန်ပြမယ်နော်။ဒီမှာမဖွင့်ရင်ကျွန်တော်တို့ကဒီအောက်မှာတိုကျိုဂျပန် location ရွေးရပါမယ်နော်။ဒီမှာဂျပန်ရွေးထားတယ်။ဂျပန်မှာကျွန်တော်တိုကျိုရွေးရတယ်နော်။ပြီးရင်ဒီ VPN ကိုဖွင့်လိုက်ပါမယ်။ โอเคจอญาเลขนาจีบีบาจอญาเลขนาจีบีไว้ဆိုလို့ရှင်ပြေးလိုက်ရင်သူကဒါဘွေပြန်ချိန်ပြီးသားဖြစ်သွားပြီเนาะကျွန်တော်ပြန်ထွက်လိုက်မယ်ဘွေပြန်ပွင့်သွားပြီဆိုရင် crown ကိုပြောင်းဝင်ပါမယ် crown ကိုဝင်မယ်ဒီနေရာမှာကျွန်တော်တို့ကဒီမှာ you with thoughts and account ဆိုတာလေးနှိပ်ပြလိုက်မယ်เนาะโอเคပြီးရင် go it ဆိုတာလေးထပ်နှိပ်ပြမယ်အပေါ်မှာ tiktok login ဆိုတာလေးရေးလိုက်မယ်เนาะ ဟုတ်ပြီ TikTok login ဆိုပြီးတော့ကျွန်တော်တို့ရေးချလိုက်ပါမယ် TikTok login ဆိုရေးချပြင်ဒီအပေါ်ကတောက်လေးရ1430နှိပ်ပါ desktop site ဆိုတာလေးပြောင်းပေးပါကဲ desktop site ပြောင်းပေးလိုက်တရားလေးပေါ်တော့ပြီနော်ပြီးရင်ကျွန်တော်တို့ကဒီမှာအဒီနားလေးကအသေးပုံပေါ်လေးပေါ်ပေါ်နေရဲ့ make your day ဆိုရဟာမနှိပ်ဘူးနော်အဲ့ဒါမနှိပ်ဘူးအဲ့ဒါသနှိပ်လို့ရှိရင်ကျွန်တော်တို့အဆင်မအောင်မယ်နော်ဒီရောက်က TikTok login ဆိုတဲ့ဒီနေရာလေးဝင်နှိပ်မယ်နော် login နှစ်ခုမှပါဆိုလို့ဒီ TikTok login ဆိုတာလေးနှိပ်ပြပါမယ်ခဏစောက်ပါ ပြီးရင်အဆက်လေး30ပြန်နှိပ်မယ် desktop site အချို့က desktop site ကတခါလေးတော့နော်ဒီမှာမပြောင်းအောင်ဒီတော့ကျွန်တော်ထပ်ပြီးတော့ထပ်ပြောင်းပေးမယ်ကဲအဲ့လိုဆိုလို့ရှိရင်ကျွန်တော်ခဏလေးစောက်ပေးပါ sign up ဆိုတာလေးနှိပ်ပါမယ်ဟုတ်ပြီ science ဆိုလေးနှစ်လဲကျွန်တော်ဒီနေရာလေးမှာဂျပန်ဆိုပြီးတော့ပေါ်နေနော်ဒီဒီမှာအဲဂျပန်ဆိုပြီးပေါ်နေရပြီအဲ့နေရာမှာဂျပန်မဟုတ်ဘဲနဲ့အခြား location တွေပေါ်နေမရအောင်နော်ဂျပန်ဖြစ်နေမှရမှာ okay ကျွန်တော်ကအဲ့လိုနှိပ်ပွားရေးဆိုလို့ရှိရင်ဒါလေးကအကျုပ်ချဲလုပ်လို့ရတယ်ဘာနဲ့ ဖွင့်မှာလဲဆိုတော့ကျွန်တော် Gmail နဲ့ဖွင့်မယ်အဲ့တော့ you phone or email ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ဝင်လေးထည့်ပြပါမယ်စက္ကန့်အဲ session နှစ်ပြအောင်ကျွန်တော်ထည့်ပြမယ်နော်ကျော်အောင်ကျွန်တော်က February ထည့်မယ်ဒီက2ရက်ထည့်လိုက်မယ်အဲဒီနေရာမှာ session နှစ်ကျော်အောင်ဆိုတော့အဲခဏလေးဆောက်ပါအဲ1900ရက်60ခေါ်မှာပဲအဲ96ရရတယ်နော်ဘာဖြစ်ဖြစ်ပြီးရင်ဒီနားမှာကျွန်တော်ကျွန်တော်တို့ဖုန်းနံပါတ်နေရာမှာ ဖုန်းနံပါတ်မရှိဘူးနော်ကျွန်တော်က sign up ဝေး email ဆိုတာလေးအပေါ်စာတန်လေးနှိလိုက်ပြီးရင်ဒီ email ညမှာကိုယ့်ရဲ့ email ကိုထည့်ပါမယ်ကျွန်တော်ကကျွန်တော်က email လေးထည့်လိုက်ပါတယ်ဟုတ်ပြီဒီ .com နော် gmail.com ကဲထည့်ဝိုက်ဆိုလို့ရှိရင်ကျွန်တော် password ထည့်ပါမယ်နော် password ကကြတော့သူကအနည်းဆုံး၈လုံးရှိရမယ် အဲအင်္ဂလိပ်စာလုံးတွေကဏန်းတွေတင်ကိတာတွေအဲ့ဒါလေးတော့ကိုရောပြီးတော့ထည့်ပြီးအောင်ဖြစ်ပါတယ်အဲကျွန်တော်ဒီမှာ password လေးအလွယ်ထည့်လိုက်မယ်ဗျာဒီအင်္ဂလိပ်ကဏန်းထည့်အဲစာလုံးထည့်ပြီးကဏန်းထည့်မယ်ပြီးတင်ကိတာလေးရဒီတင်ကိတာလေးတစ်ခုထည့်လို့ရပါတယ်နော်အဲကျွန်တော်ထည့်လိုက်မယ်ကဲထည့်ပေါ်ဆိုလို့ရှိရင်ကျွန်တော်ကဒီအောက်ကအမှန်လေးချစ်ပေးလိုက်ပါမယ်အမှန်ချစ်ပေါ်ရယ်စန့်ကုတ်ဆိုတာလေးနှိပ်ပေးလိုက်ပါ ဒါဆိုရင်ဒီ G မေးထဲကိုသူကကုတ်နံပါတ်လေးပို့ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီ second 60အတွင်းပြန်ထည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အပြင် home key လေးနဲ့ပြန်ထွက်လိုက်မယ်ပြီးရင် G မေးထဲမှာတဝင်ကြည့်မယ်နော် G မေးထဲမှာသူပို့ထားလဲပို့ထားရနော်9383938အဲ့ဒါလေးကျွန်တော်တို့ပြန်ထည့်ပါမယ်ဒီနားမှာပြန်ထည့်ပေးရမှာဖြစ်ပါတယ်9303938โอเคအဲ့ဒါပြီးဒီမှာအလီအောင် next လေးနှိပ်လိုက်ပါ9303938 ဒါလေးကိုနှိပ်လိုက်ပါကောင်းလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာအဲ user name ထည့်ရမှာဖြစ်ပါတယ်ညမှာ user name မထည့်ရတော့ဘူးเนาะကျွန်တော်တို့ကမထည့်ရတော့ဘူး skit ဆိုတာလေးနှိပ်ပြလိုက်ပါ skit ဆိုတာလေးကိုနှိပ်ပြလိုက်ပါအဲ့လို skit ဆိုတာလေးနှိပ်လိုက်လို့ရှိရင်ဒီ channel လေးပေါ်လာရင်ဒါ Java တော့ကောက်ရပြီเนาะဟုတ်ပြီကျွန်တော်တို့ဒီ notification လေး block လိုက်အဲ့လိုထည့်ဝိုက်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပြင်ပြန်ထွက်လိုက်မယ်ပြီးရင်ဒီ Tutorial Software ထဲဝင်မှာဖြစ်ပါတယ် တော်တော်ဆော့ဝဲတဲ့ဝင်ပြီးရဲ့ log in နေရာမှာခုနကျွန်တော်တို့ဖွင့်ထားတဲ့ gmail နဲ့ password ကိုထည့်ရမှာဖြစ်ပါတယ်အဲ့တော့ allow နှိပ်ပြီးမယ် skip ကျော်လိုက်မယ်ဒီကျွန်တော် profile နေရာနှိပ်မယ်မှ sign up ဟုတ် sign in နေရာမှာကျွန်တော်တို့အဲ sign up ဟုတ်နော် log in နေရာမှာပေါ့ coupon email နေရာကိုနှိပ်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ခုနထည့်ထားတဲ့အဲ email ထည့်လိုက်မယ် content ညွှန်နိုင်မယ်ကဲဒါဆိုတော့ဒီနေရာမှာဒီ Gmail ကိုပဲကုတ်ထပ်ဖို့ရနော်ခုန Gmail ရဲ့တော်ဝင်ကြည့်ပါမယ် Okay 334256ကြပြထလိုက်မယ်334256 Okay ဒါဆိုလို့ရှိရင် Japan Dot Com လေးပွင့်သွားပြီဖြစ်ပါတယ်ပွင့်သွားပြီဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ profile နဲ့ဝင်ကြည့်မယ်နေရာနှိပ်မယ် ဇက်တင်ရဲ့ privacy တွေဝင်မယ်အကောင့်နဲ့အဝင်ပါမယ် account information ကိုကြည့်လိုက်ပါဆိုလို့ရဒီနေရာမှာ Japan ဆိုပြီးပုံနေမှာဖြစ်ပါတယ်ဒါဆိုရင် Japan TikTok account လေးတကောရသွားပါပြီခင်ဗျဒီအခုလိုလိုလဲကိုကိုနဲ့ကျွန်တော်တို့ Japan TikTok account လေးကိုအခါကြီးငွေပေးစရာမလိုဘဲနဲ့ကိုကိုတိုင်းအလွယ်တကူပဲဖွင့်လို့ရပါပြီခင်ဗျာ။ကြည့်အားလုံးအဆင်ပြေကြပါစေခင်ဗျာ။